အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်27ရာစုနဲ့အစောပိုင်းကာလတွေတုန်းကနေဖွဲ့စည်းရဲ့အစွန်ပြားဒေသတစ်ခုဖြစ်တဲ့ကိုက်ပါဘတ်မှာဂျိုအစ်စ်တွေရှာဖွေရင်းနဲ့ပတ်သက်ပြီးလှုပ်ဝက်ဆန်းချိန်မှုတစ်ခုနဲ့အတူကြီးမားတဲ့စိတ်ပျက်စရာတစ်ခုလည်းရှိခဲ့ပါတယ်ဒီရှာဖွေရေးတွေကနေချိုးသိမ်းချုံမွားအများပြားကိုရှာဖွေတွေ့ရှိနိုင်ခဲ့ပါတယ် စိတ်လှူရှားစရာကောင်းတဲ့ရှာဖွေတွေ့ရှိမှုတွေစက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက်2003ခုနှစ်မှာတော့ထူးထူးခြားခြားကြီးမားတဲ့ Aris ကိုတွေ့ရှိခဲ့ပြီးအဲဒီခေတ်အခါကဆယ်စင်းမြောက်ဂျိုလိုတောင်တင်စားခေါ်ခဲ့ကြပါတယ်ဒါပေမဲ့အဲဒီနောက်ပိုင်းမှာတော့ခိုင်ပါဘက်ကနေတရင်ကောင်းတွေရုတ်တရက်နှီးပါရက်တန့်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးတာမန်တွေးရှိမှုလေးတွေပဲရှိတော့ပြီးနောက်ထပ် Aris လိုမျိုးကြီးမားတဲ့ဂျိုတွေးရှိမှုမျိုးလောကမရှိတော့ပါဘူးတကယ်တော့ရှာဖွေတွေးရှိသူတွေကိုယ်တိုင်က အဲ့ဒီအဝေးကဒေတာကြီးထဲမှာ Eris နဲ့ Pluto ရွယ်စားလောက်ရှိတဲ့အရာဝတ္ထုတွေဒါဇင်နဲ့ချီပြီးရှိနေနိုင်သေးတယ်လို့ထင်မြင်ယူဆခဲ့ကြတာပါဒါဆိုရင်ခိုင်ဘာဘတ်ဆိုတဲ့တတုတွင်ကြီးကသူ့ရဲ့အကောင်းဆုံးတတုတွေကိုထုတ်ပေးလို့ကုန်သွားပြီလားဒါမှမဟုတ်လူတွေကပဲရှာရတာကိုပင်ပန်းပြီးလက်လျှော့လိုက်ကြတာလားဒါမှမဟုတ်တခြားအကြောင်းတစ်ခုခုရှိနေသေးလားဒီလိုတန်တရားတွေကတော့ခုတည်းရှိနေတော့မှာပဲကျွန်တော်တို့ဒီဇလန်တစ်ခုလုံးရဲ့ဗဟိုချက်ဖြစ်တဲ့ခိုင်ဘာဘတ်အကြောင်းကိုအရင်ဆုံးပြောပြဖို့လိုပါသေးတယ် ကျွန်တော်တို့နေဖွဲ့စည်းကြောင်းစဉ်းစားလိုက်ရင်ကဘာလိုကြောက်ဆောင်ဂျိုတွေဂျူပီတာလိုဒန်းဝဲဂျိုကြီးတွေလာလိုမျိုးဂျူယန်လာတွေနဲ့မာစ်နဲ့ဂျူပီတာဂျိုကြားကဂျိုသိန်ဂျူမွားတွေကိုပဲအရင်ဆုံးပြင်းမြင်မိကြမှာပါဒါပေမဲ့နေဖွဲ့စည်းကအဲ့ဒီမှာပဲအဆုံးသတ်သွားတာမဟုတ်ပါဘူးနေနဲ့အဝေးဆုံးဂျိုဖြစ်တဲ့နပ်ဂျွန်းရဲ့အလွန်မှာနေဖွဲ့စည်းကိုတိဆောက်ခဲ့တဲ့ပစ္စည်းတွေရဲ့အကျဉ်းချန်တွေဖြစ်နိုင်တာရေခဲသမျှအေးဆက်နေတဲ့အရာဝတ္ထုတန်းပေါင်းများစွာပြည့်နှက်နေတဲ့ကျေပြန်းလာတဲ့ဒေတာကြီးတစ်ခုရှိနေပါတယ်အဲ့ဒီဒေတာကို ကိုင်ပါဘတ်လို့ခေါ်ပါတယ်။ဒီနာမည်ကတော့ Dutch American နက္ခတ္တဗေဒပညာရှင်ဂျရက်ကိုင်ပါကိုအစွဲပြုပြီးပေးထားတာပါ။သူက1952ခုနှစ်မှာဒေယာဝန်ကြီးရှိနိုင်ကြောင်းအဆိုပြုခဲ့တာဖြစ်ပြီးသူ့မတိုင်ခင်ဆယ်စုနှစ်တခုလောက်ကအိုင်ယာလန်နက္ခတ္တဗေဒပညာရှင် Kenneth Edward ရဲ့လေးလာတွေ့ရှိမှုတွေအပေါ်မှာခြေခံခဲ့တာပါ။တကယ်တော့ဒီယဝုံးကို Edward Kuiper ဘတ်လို့ခေါ်ရင်ပုံပြီးမှတ်ကြမှာလိမ့်မယ်။ဒီယဝုံးဟာနေကနေ astronomical unit 30ကနေ50အကွာဝေးမှာတည်ရှိပါတယ်။ one astronomical unit ဆိုတာကမ္ဘာနဲ့နေရပြန်မြအကွာဝေးကီလိုမီတာ350လောက်ရှိပါတယ်။ဒီရဝန်းထဲမှာအချင်း100ကီလိုမီတာထက်ကြီးတဲ့အရာဝတ္ထုပေါင်းအနည်းဆုံး3000လောက်ရှိပြီးရှာဖွေတွေ့ရှိဖို့အတွက်သေလွန်းတာဒါမှမဟုတ်မှိန်လွန်းတဲ့အရာဝတ္ထုတွေကတော့ဒီထက်မကအများကြီးရှိနိုင်သေးတယ်လို့ယုံကြည်ရပါတယ်။ဒီအရာဝတ္ထုတွေထဲမှာအကျော်ကြားဆုံးကတော့ 2006ခုနှစ်အထိနေဖွဲ့စည်းရဲ့ကိုစင်းမြောက်ဂျူအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ပလူတိုပဲဖြစ်ပါတယ်။ဒါပေမဲ့ပလူတိုတစ်လုံးတည်းတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်ပေါင်း20အတွင်းမှာတယ်လီစကုပ်တွေရဲ့နည်းပညာတိုးတက်လာမှုကြောင့်ပလူတိုဂျူရွယ်စားလောက်ရှိတဲ့အရာဝတ္ထုများစွာကိုထပ်မံတွေ့ရှိခဲ့ပါတယ်။ဥပမာ Eris, Maki Maki, Homia, Kawa နဲ့တခြားအချင်းကီလိုမီတာတစ်ထောင်ကျော်ရဲ့အရာဝတ္ထုတွေအများကြီးပါပဲ။ဒီရာဝတ္ထုတွေကို Kuiper Belt Objects KBOs လို့ခေါ်ကြပြီး ပုံတံအရွယ်အစားအယောင်ပါဝင်ဖွဲ့စည်းပုံနဲ့ပလန်တွေကတစ်ခုနဲ့တစ်ခုအလွန်ကွာခြားပါတယ်တချို့ကလုံးဝပြီးတချို့ကဘဲဥပုံတချို့ကတော့ပုံတံမှန်မှန်ပါဘူးတချို့ကအနီရောင်တချို့ကမိခိုးရောင်တချို့ကအဖြူရောင်ရှိကြပါတယ်တချို့ကိုရေခဲနဲ့ဖွဲ့စည်းထားပြီးတချို့ကတော့မိသိန်းရေခဲတချို့ကိုနိုက်ထရိုဂျင်ရေခဲတွေနဲ့ဖွဲ့စည်းထားတာပါသူတို့တွေကတချို့ကတော့နေကြက်လန်း eclipse ပြင်းကြီးနဲ့နီနီနာမှာလှည့်ပတ်နေကြပြီ တချို့ကတော့အလွန်တိမ်းဆောင်းတာဒါမှမဟုတ်ဘယ်လိုပုံစံရှိတဲ့ပတ်လန်းတွေနဲ့လှည့်ပတ်ကြပါတယ်တချို့မှာဂျူရန်လာဒဇင်းဒါမှမဟုတ်ဒဇင်းထပ်ပုံကြီးရှိပေမဲ့တချို့ကတော့အထီးကျန်စွာလှည့်ပတ်နေကြတာပါတကယ်တော့ KBOs တွေဟာကျွန်တော်တို့ကိုနေပွဲစည်းရဲ့တမိုင်းချောင်းကိုပြောပြနေတဲ့တကယ်ကဘာငယ်လေးတွေဖြစ်ပြီးသူတို့ကိုပုံမှန်စူးစမ်းလေးလာနားလည်ဖို့အတွက်ကျွန်တော်တို့ကိုစိန်ခေါ်နေကြတာပါကိုက်ပါဘတ်ဟာနေပွဲစည်းရဲ့တကယ်နေကြဆက်တွေသာဖြစ်ပြီး သိပ္ပံပညာနဲ့စွန့်စားမှုတွေအတွက်အရေးပါတဲ့အခွင့်အလမ်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီနယ်ကြားဆက်ကကျွန်တော်တို့သိတဲ့နေဘွယ်စင်းနဲ့တော့သိပ်မတူပါဘူး။အမေရိကန်နက္ခတ္တဗေဒပညာရှင် Fred Weber ကတခါကပြောခဲ့မှုပါတယ်။ကျွန်တော်နေဘွယ်စင်းကိုသင်္ထောက်ကူပစ္စည်းတွေမှာတွေ့နေကြဖြစ်တဲ့နေကိုဗဟိုပြုတ်ပြီးစနစ်တကျဘယ်ဥပုံပတ်လန်းတွေနဲ့လက်ပတ်နေတဲ့ပုံစံမျိုးနဲ့ပဲဆက်ပြီးစဉ်းစားမယ်ဆိုရင်နက်ပကျွန်းချူရဲ့အလွန်ကအလွန်ဝေးကွာပြီးရှုပ်ထွေးတာ လှုပ်ဝဆန်းကျဲတဲ့ဒေသကိုထည့်စင်စားဖို့တကယ့်ကိုခက်ခဲပါလိမ့်မယ်တဲ့ဒါပေမဲ့နေဖွဲ့စည်းမှာ နေကိုဗဟိုပြုတ်ပြီး astronomical unit ပေါင်းထောင်ပေါင်းချီကျဲပြန့်နဲ့ဩဇာတရားမှုနယ်ပယ်ကြီးတစ်ခုအဖြစ်ရှုပ်ထွေးကအပြန်အလှန်ဆက်နွယ်နေတဲ့ရုပ်ပိုင်းဆိုင်ရာစနစ်တစ်ခုအဖြစ်ကြီးလိုက်မယ်ဆိုရင်အဲ့ဒီနယ်ပယ်ကြီးထဲမှာစံပြတဲ့အရာဝတ္ထုတွေမြောင်များစွာရဲ့နေနဲ့အနည်းဆုံးမှရှိတဲ့ကျွန်တော်တို့ရင်းနှီးပြီးသားဂျူတွေနဲ့ဂျူရန်လာတွေအနည်းငယ်သာရှိနေတယ်လို့မြင်ကြည့်လိုက်ပါ ဒီနေပွဲစည်းကြီးပေါ်ထားတယ်ကျွန်တော်တို့ရဲ့အမြင်ကအလုံးဝကိုပြောင်းလဲသွားမှာပါလွန်ခဲ့တဲ့နှစ်30လောက်အထိ odd cloud ရော သူ့ထပ်ပုံနည်းရဲ့ kyber band ရော theory ရယူဆချက်တွေအဖြစ်သားရှိခဲ့တာပါဒီ27ရာစုအစောပိုင်းအထိ neptune နဲ့ pluto အလွန်ကဒေတာဟာတာမန်ဂျိုတန်ဂျိုမွားအနေနဲ့သာရှိတဲ့နေရာတစ်ခုလို့ထင်ခဲ့ကြပါတယ်အဲ့ဒီမှာမရှိသေးတဲ့တစုံတစ်ခုကိုကြိုတင်မှန်းဆခဲ့ကြတဲ့ ကနတ်အက်ချ်ဝေါ်နဲ့ဂျရက်ကိုင်ပါလိုမျိုးရေရှည်ကိုကြုံမြင်တတ်တဲ့သူတွေရဲ့ဂျေဆုကတော့တကယ်ကိုကြီးမားပါတယ်။ဒါပေမဲ့လက်တလုံးနှစ်တွေမှာအဲ့ဒီအဝေးကဒေသတွေကိုတကယ်လက်တွေ့အရာဝတ္ထုတွေနဲ့ဖြည့်ဆည်းပေးခဲ့သူကတော့ကယ်ဖိုးနီးယားနည်းပညာတက္ကသိုလ်ကယ်ဖိုးနီးယား Institute of Technology ကဂျိုးဆိုင်ယာနက္ခတ္တဗေဒပါမောက္ခဖြစ်သူမိုက်ကယ်ဘရောင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့အခုကျွန်တော်ပြောမယ့်အဓိကအကြောင်းအရာကတော့2002ခုနှစ်ကနေ2009ခုနှစ်အတွင်းမှာအရာအားလုံးကအရှင်ယုံနဲ့စတင်ခဲ့တာပါ1992ခုနှစ်မှာကိုက်ပါဘတ်ထဲကပထမဆုံးအရာဝတ္ထုကိုရှာဖွေတွေ့ရှိခဲ့တဲ့ Chat Trujillo နဲ့မကြာခဏဆိုသလိုပူးပေါင်းပြီး Michael Brown ဟာအဲ့ဒီနှစ်တွေအတွင်းမှာဒီဒေတာတွေကိုဂျိုးရွယ်စားနှီးပါရှိတဲ့အရာဝတ္ထုတွေနဲ့ပြည့်နေစေခဲ့ပြီးနက္ခတ္တပညာရှင်တွေနဲ့ဝါသနာရှင်တွေရဲ့စိတ်ကူးစိတ်တမ်းတွေကိုလှုပ်ဆော်ပေးခဲ့ပါတယ် အဲ့ဒီထဲမှာအကြီးဆုံးဖြစ်တဲ့ပလူတိုထက်တောင်ပိုပြီးဒရထုကြီးမားတဲ့ Eris လည်းပါဝင်ခဲ့ပါတယ်။အဲ့ဒီနှစ်တွေတော့ဆိုရင်တော့တကယ့်ကိုဒိတ်ဒိတ်ချင်းနှစ်တွေပါပဲလို့ပြောရမှာပါ။ဒါပေမဲ့2009ခုနှစ်နောက်ပိုင်းမှာတော့ဒီထက်ပိုပြီးအံ့ဩစရာကောင်းတဲ့တစုံတစ်ခုကိုတွေးရှိနိုင်တော့မယ်လို့မျှော်လင့်နေချိန်မှာပဲအဲ့ဒီစိတ်လှုပ်ရှားစရာကောင်းတဲ့တွေးရှိမှုတွေရဲ့ဝင်ဆက်ကြီးကရုပ်တရက်ရက်တန့်သွားခဲ့ပုံပါပဲ။တချို့သူတွေကတော့2006ခုနှစ်ဖရိုက်နီလာကန်မှာပလူတိုကိုဂျိုးစင်းကနေရှော့ချလိုက်တဲ့ဆုံးဖြတ်ချက်ကပဲ ဒီရှာဖွေတွေ့ရှိမှုတွေကိုအဆုံးသတ်စေခဲ့သလားလို့တောင်ထင်ခဲ့ကြပါတယ်။ဒီဆုံးဖြတ်ချက်ကသူ့တည်တည်တွေကိုစိတ်သက်ကြစေပြီးဂျိုသက်ရှာဖွေရေးကိုဆွဲဆောင်မှုမရှိ၊ကျိုးမြတ်မရှိတဲ့ဂျိုဘူးရှာဖွေရေးအဖြစ်ပြောင်းပြစ်လိုက်တယ်လို့ဆိုကြပါတယ်။ KBU နောက်ဆုံးတွေ့ရှိခဲ့တဲ့အကြီးစားဂျိုတစ်ခုဖြစ်တဲ့ Gone Gone ကို2009ခုနှစ်မှာတွေ့ရှိခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာတော့တာမန်တွဲရှိမှုတွေပဲရှိတော့ပြီးနောက်ထပ် Aris တစ်လုံးမှာပေါ်မလာတော့ပါဘူးဒီနေရာမှာမင်းစရာရှိတာကတကယ်ပဲ ကောလာဟာလာတွေထွက်နေတယ်လို့ဖြစ်ခဲ့တာလားသူ့တိတ်တီတွေဘက်ကတကယ်ပဲနှိကွေးသွားခဲ့တာလားတကယ်တော့အဲ့လိုမဟုတ်ခဲ့ပါဘူးဒီအကြောင်းကိုမိုက်ကယ်ဘရောင်းကိုယ်တိုင်ရှင်းပြထားပါတယ်လက်တွေ့မှာတော့ဘရောင်းကအချိန်တို့အတွင်းမှာအဲ့ဒီရာဝတ္ထုတွေအားလုံးကိုရှာတွေ့နိုင်ခဲ့တာဟာတိုက်ဆိုင်မှုတစ်ခုလည်းရလမဟုတ်ပဲကောင်းကင်ရဲ့မြောက်ဖက်ချမ်းနဲ့တောင်ပံချမ်းတစ်ခုလုံးကိုလွှမ်းခြုံစစ်ဆေးခဲ့တဲ့စောင့်ကြည့်လေးလာရေးနီလန်းတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။စူဇန်လေးလာခြင်းမပြုရသေးတဲ့နေရာဆိုလို့ငကန်ငွေတန်းကျဲစုပြင်းကြီး Gladiator Plain နဲ့နေကြလန်းဝင်ယို Eclipse ပိုးဒေသတွေပဲကျန်တော့တာပါ။ Brown ပြောပြချက်အရအလွန်ထင်ရှားတောက်ပတဲ့ KBO အချို့ရှာဖွေမှုကနေလොမြောက်သွားနိုင်ချေရှိကောင်းရှိနိုင်ပေမဲ့စည်ရင်းအင်းဆိုင်ရာလေးလာမှုများစွာအရအဲ့ဒီစောင့်ကြည့်လေးလာရေးစီမံချက်တွေရဲ့ထိရောက်မှုနှုန်းက80ရာခိုင်နှုန်းနဲ့90ရာခိုင်နှုန်းကြားမှာရှိခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ရှာဖွေတွေးရှိဖို့ကြံနေသေးတဲ့ KBO ကြီးတွေဟာအလွန်နှဲပါသွားပြီလို့ယုံကြည်ရတဲ့အခြေအနေကိုရောက်စေခဲ့ပါတယ်။ အဲ့ဒီချိန်မှာတော့ကြံရှိနေတဲ့နေရာတွေကိုလွှမ်းခြုံစစ်ဆေးဖို့အတွက်စီမံချက်အသစ်တစ်ခုစတင်ရတာဟာရရှိလာမဲ့ရာလန်းတဲ့စာရင် ကုန်ကြစရိတ်ကအလွန်များပြားတယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီအကြောင်းပြချက်တစ်ခုတည်းကြောင့်လားရှာဖွေတွေးရှိမှုတွေကရုတ်တရက်ရပ်တန့်သွားသလိုဖြစ်သွားခဲ့တာပါ။တနည်းအားဖြင့်ပြောရရင်သူတေသနာ programs အသက်တွေစတင်ဖို့အသုံးဝင်တော့မှာမဟုတ်ဘူးလို့သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ထပ်ပြီးပြောရရင်အဲ့ဒီအချိန်ထိရှာဖွေတွေးရှိခဲ့တဲ့ KBO ကြီးတွေအားလုံးကို မှတ်တမ်းဟောင်းပုံရိပ်တွေထဲမှာတော့ပြန်လည်ခြေရာခံလို့ရနေတဲ့အချက်ကသူ့တေတီတွေနဲ့ Michael Brown ကိုလေးလာရေး program အသစ်တွေစတင်မဲ့အစားရှိပြီးသားမှတ်တမ်းတွေကိုစနစ်တကျပြန်လည်အသုံးချဖို့စဉ်းစားဖြစ်စေခဲ့ပါတယ်။ဒီအတွက်အသင့်တော်ဆုံးချက်လက်တွေကိုချက်ချင်းပဲရှာတွေ့ခဲ့ပါတယ်။အဲ့ဒါကတော့ကဘာနဲ့နီးတဲ့အရာဝတ္ထု near out objects anios ကိုရှာဖွေစောင့်ကြည့်ဖို့ telescope သုံးလုံးအသုံးပြုတဲ့ American project တစ်ခုဖြစ်တဲ့ Catalina Sky Survey ကဖန်တီးထားတဲ့အချက်လက်တွေပါပဲ။ ဒီ telescope တွေကနှလုံးက Arizona မှာတည်ရှိပြီးတတိယတလုံးကတော့ Australia နိုင်ငံက Siding Spring Observatory မှာရှိနေပြီးကောင်းကင်ရဲ့တောင်ပိုင်းချမ်းကိုစစ်ဆေးတဲ့ Siding Spring Survey မှာပါဝင်ကူညီခဲ့ပါတယ်။ကျွန်တော်သိရတဲ့အတိုင်း Anios တွေဆိုတာကြိုသိမ်းကျယ်တကွန်နဲ့ဥက္ကာခဲတွေဖြစ်ပြီးကျွန်တော်တို့ကဘာကျူကိုဝင်တိုက်နိုင်တဲ့အန္တရာယ်ရှိတဲ့အတွက်သူတို့ကိုရှာဖွေဖို့ကောင်းကင်ကိုတလမမကျင်စစ်ဆေးတဲ့တည်တံ့ project တွေပြုလုပ်ရတာဖြစ်ပါတယ်။ ဘရောင်းနဲ့သူ့အဖွဲ့ကအန်နီယိုစ်တွေကိုလုံးဝစိတ်ဝင်စားပါဘူးသူတို့စိတ်ဝင်စားတာကကပလီနာစကိုင်းဆာဗေးကနေနှစ်ပေါင်းများစွာဇက်တိုက်သူတည်သနာလုပ်ရင်းထုတ်လုပ်ခဲ့တဲ့ပုံရိပ်တွေကိုပဲဖြစ်ပါတယ်အဲ့ဒီပုံရိပ်တွေကသူတို့ရဲ့ရည်ရွယ်ချက်တွေအတွက်အတိအကျကိုက်ညီနေခဲ့ပါတယ်ဒီဆာဗေးကကောင်းကင်ရဲ့ declination အနှုတ်25ဒီဂရီကနေအပေါင်း80ဒီဂရီကြားမှာရှိတဲ့ student degree ပေါင်း1900ကိုလွှမ်းခြုံထားနိုင်ခဲ့ပါတယ် ကောင်းငယ်တစ်ခုလုံးဟာ student degree 4253ရှိပါတယ်။တစ်ချိန်တည်းမှာပဲ citing spring survey ကလည်းအနောက်80 degree ကနေ300 degree အထိ student degree 14100ကိုမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ထက်နေတဲ့ area တွေကိုဖယ်ထုတ်ပြီးတွက်ချက်လိုက်ရင်စုစုပေါင်းအသုံးဝင်တဲ့လွှမ်းခြုံမှုဟာ student degree 3000လောက်ရှိပြီးကောင်းငယ်တစ်ခုလုံးရဲ့၄ဘုံ၃ဘုံလောက်ရှိပါတယ်။ဒီ survey နှစ်ခုရဲ့အမြင်အာရုံစွမ်းအား limited magnitude ဟာ အပေါင်း19.4နဲ့အပေါင်း17.9အတီးတီးရှိပြီးကိုက်ပါပတ်ထဲကအရာဝတ္ထုကြီးတွေကိုရှာဖွေတွေ့ရှိနိုင်မှုလုံလောက်တဲ့အဆင့်ဖြစ်ပါတယ်။လေးလာရေး area တစ်ခုချင်းစီကို2005ခုနှစ်ကလည်း2012ခုနှစ်အထိခုနှစ်တာကာလအတွင်းအကျဉ်းချင်းတပ်ပုံရိုက်ကူးထားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘယ်လိုရှင်းဆက်ရမလဲဆိုတာစဉ်းစားရပါတော့တယ်။ပြောချက်မှုတွေအရအဲ့ဒီကောင်းကင်စတူရန်ဒီဂရီ3000တဲမှာယာယီဖြစ်ပေါ်တဲ့အဖြစ်ပြပေါင်း3.9ဘီလီယံလောက်ဓာတ်ပုံရိုက်မိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ ယာယီဖြစ်ပေါ်ရဲ့ဖြစ်ပျက်ဆိုတာဓာတ်ပုံများပေါ်မှာပေါ်လာတဲ့အလင်းစက်တစ်ခုဖြစ်ပြီးလူသိပြီးသားအရာဝတ္ထုတစ်ခုခုနဲ့မကိုက်ညီပါဘူးဒါဟာစူပါနိုဗာပေါက်ကွဲမှုမီးရောနည်းပညာဆိုင်ရာအမှားယွင်းဂျိုသိန်ရဝန်းကဂျိုသိန်တစ်ခုအန်နီယိုအသေးစားလေးတစ်ခုကော့စမစ်ရောင်ကြီးစသဖြင့်ဘာမှစုဖြစ်နိုင်ပါလေဒါဆိုရင် KBO အစစ်မှန်တစ်ခုကို အခြားအရာတွေနဲ့ဘယ်လိုခွဲခြားမလဲဒါကလွယ်လဲမလွယ်သလိုချက်ချင်းလုပ်လို့ရတဲ့အရာလည်းမဟုတ်ပါဘူး ဒါပေမဲ့ပထမဆုံးအနေနဲ့ digital blink comparator ဆိုတဲ့နည်းစနစ်ကိုသုံးပြီးအချိန်နဲ့မျှအနည်းငယ်လေးမှမရွေရဘဲငြိမ်သက်နေတဲ့အဆက်တွေကိုအရင်ဆုံးဖယ်ထုတ်လိုက်ပါတယ်။နောက်ပြီးပြင်းမြအားဖြင့်နေကနေ25 astronomical unit ထပ်ပိုဝေးတဲ့ KBO တစ်ခုဟာဘလို့ချင်းနေမှာမဆိုတနအီကို4.8 second ထပ်ပိုမြန်နဲ့ရွေလျားနှုန်းမရှိနိုင်ဘူးဆိုတာကိုကျွန်တော်တို့သိထားပါတယ်။ဒါကြောင့်ဒီထပ်ပိုမြန်တဲ့အရာတွေဥပမာ အန်နီယိုစ်ဂျိုတင်ရဲ့ဝန်ကအရာတွေကိုဖယ်ထုတ်လိုက်နိုင်ပါတယ်ဒီလိုနှစ်ဆင့်ဆက်ထုတ်ပြီးတာတော့မှအဆက်ပြောက်ပေါင်း3.5တန်းတောင်ကျန်နေပါသေးတယ်ဒီနေရာမှာတော့ကပ်လာရီယန်ဖီလ်တာကအကူအညီပေးပါတော့တယ်ညစဉ်ညတိုင်းအရာဝတ္ထုတစ်ခုရဲ့ရွေးရှားမှုကိုပြသနေတဲ့အောင်ရှိတဲ့အဆက်တွေအားလုံးကို software တစ်ခုကစစ်ဆေးပါတယ်အဲ့ဒီ software ကအချိန်တိုင်းမှာမေးခွန်းတစ်ခုမေးပါတယ်ဒီအဆက်တွေရဲ့ဇက်တိုက်ရွေးရှားမှုက ကပလာရီယန်အော်ဘင်နဲ့ရွေရှားနေတဲ့အရာဝတ္ထုတစ်ခုရဲ့စံနှုန်းတွေနဲ့ကိုက်ညီရလားအဖြေကကြိုတင်သတ်မှတ်ထားတဲ့ကန်သက်ချက်တွေအတွဲမှာကိုက်ညီတယ်ဆိုရင်နောက်ပြီးလင်းတောက်ပမှုကလည်းတန်တရားပြပွဲအတက်ကြတွေမပြဘူးဆိုရင်အဲ့ဒီကိစ္စကို KBO ဖြစ်နိုင်ခြင်းရဲ့အဖြစ်သတ်မှတ်လိုက်ပါတယ်ဒီလိုရှုပ်ထွေးလာတဲ့ခွဲခြားသတ်မှတ်ခြင်းဒါမှမဟုတ်ဖယ်ရှားခြင်း algorithm ကိုအသုံးပြုပြီးနောက်လုပ်ငန်းစဉ်တစ်ခုလုံးရဲ့အဆုံးမှာတော့ brown နဲ့သူ့ရဲ့အဖွဲ့ဟာမြောက်ဘက်ခြံကောင်းရင်မှာ KBO ဖြစ်နိုင်ခြင်း 1192ခုနဲ့တောင်ပချမ်းကောင်းကင်မှာ9515ခုကိုတွေ့ရှိခဲ့ပါတယ်။ဒါကတခုချင်းစီအသေးစိတ်ပြန်လဲစစ်ဆေးနိုင်လောက်အောင်နေပါတဲ့အရေးတော့ပါပဲ။အဲ့ဒီလိုနဲ့အစာပိုင်းကအလွန်များပြားနေတဲ့အစုဝေးတွေကနေနောက်ဆုံးမှတော့ပွင့်ပတ်ရှိခုပဲကျန်မာတော့တယ်။တင်စားပြီးပြောရမယ်ဆိုရင်ကက်တလီနာဆာဗေးရဲ့ကျေးဇူးကြောင့် brown နဲ့သူ့လုပ်ဖို့ကိုင်းဘတ်တွေဟာခိုင်ပါဘတ်မှာရှိတဲ့ဂျိုရွယ်စားအရာဝတ္ထုကြီးရှစ်ခုရဲ့တည်ရှိမှုကိုအောင်မြင်စွာခွဲခြားသတ်မှတ်နိုင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ဒါဆိုရင်စမ်းသပ်မှုအောင်မြင်သွားပြီလားတကယ်တော့အတိအကျရင်မအောင်မြင်သေးပါဘူးပြောရရင်နည်းနည်းရယ်စရာကောင်းနေပါသေးတယ်အဲ့ဒီစစ်ထုံးမှုတွေကနေကြံ့ရင်ခဲ့တဲ့ KBO ရှစ်ခုစလုံးဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကရှာဖွေတွှစ်ရှိပြီးသားနဲ့မှတ်တမ်းတင်ပြီးသားအရာဝတ္ထုတွေဖြစ်နေခဲ့ပြီးအာလုံးနီရောဟာဘရောင်းကိုယ်တိုင်ရှာတွေ့ခဲ့တာကြည့်ပါပဲသူတို့နာမည်တွေကိုဖတ်ကြည့်လိုက်ရင်သင်ချက်ချင်းသဘောပေါက်သွားမှာပါမာဂီမာဂီအဲရစ်အော့ဂတ်ဟော်မီယာ နောက်ပြီးနီရီယိတ်ဟုတ်ပါတယ်နက်ပကျွန်းရဲ့ဂျူရန်လသေးလေးတစ်ခုဖြစ်တယ်နီရီယိတ်တောင်ပါနေပါသေးတယ်ဂီဇလန်တစ်ခုလုံးကိုအနစ်ချုပ်လိုက်တဲ့အခါကက်တလီနာဆာဗေးရဲ့အချက်လက်တွေကိုခွဲခြမ်းစိတ်ဖြာမှုဟာသူ့ရဲ့ရည်မှန်းချက်ကိုကြည်ကြဲမြဲမြဲအောင်မြင်ခဲ့ပါတယ်ပြီးတော့အဲ့ဒီဆာဗေးကမှတ်တမ်းတွေပြုစုနေတဲ့နှစ်တွေအတွင်းမှာသူ့ရဲ့တယ်လီစကုပ်တွေမြင်နိုင်တဲ့အတိုင်းအတာအတွင်းရောက်နေတဲ့ KBO အားလုံးကိုတရားရဂိုင်းလုံးထိရောက်မှုနဲ့ရှာဖွေတွေ့ရှိနိုင်ခဲ့ကြောင်းသက်သေပြနိုင်ခဲ့ပါတယ် အဲ့ဒီကာလအတွင်းငကငွေတန်းကျဲစုထဲမှာရောက်နေတဲ့ပလူတိုနဲ့မလွမ်းချုံမီတဲ့ area ဆုံးမှာရှိနေတဲ့ကွာဝါကလွဲလို့ပေါ့နောက်ပြီးဒီစာဘေးကနေ KBO အသက်ဆက်ဆက်တလုံးမှာရှာမတွေ့ခဲ့ဘူးဆိုတဲ့အချက်ကတခုတည်းကိုသာဆိုလိုပါတယ်အဲ့ဒီ telescope တွေရဲ့အမြင်အာရုံစွမ်းအားအောက်မှာရှာဖွေတွေ့ရှိမှုဘာမှမကြံတော့ပါဘူးဒါမှမဟုတ်အလွန်နှဲပါသွားပါပြီတကယ်တော့ brown ရဲ့ဆောင်းပါးထဲမှာမျိုးလင်းချက်တချို့တော့ခြံထားပါသေးတယ် ကျွန်တော်အစောပိုင်းကပြောခဲ့သလိုပဲကက်တလီနာဆာဘေးကနေချက်လန်းဝင်ရိုးစွန်အက်ကလစ်တစ်ပဝင်းကျင်ကဒေသတွေဟာကောင်းကင်တစ်ခုလုံးရဲ့20ရာခိုင်နှုန်းလောက်ကိုလွှမ်းခြုံမှုမရှိခဲ့ပါဘူး။အဲ့ဒီအချက်ရဲ့နောက်ပြီးငကငွေတန်းကျဲစုပြင်ကြီးကလေးလာလို့မရတဲ့ဧရိယာတွေထဲမှာတစုံတစ်ခုရွေးရှားနေနိုင်သေးတဲ့ဖြစ်နိုင်ခြေလေးရဲ့ပေါင်းလိုက်တဲ့အခါအမေရိကန်နက္ခတ္တဗေဒပညာရှင်က KBO အကြီးစားတစ်ခုထပ်မံတွေးရှိနိုင်သေးတဲ့ဖြစ်နိုင်ခြေ32ရာခိုင်နှုန်းနဲ့နှစ်ခုတွေးနိုင်တဲ့ဖြစ်နိုင်ခြေ10ရာခိုင်နှုန်းရှိနေသေးတယ်လို့တွက်ချက်ထားပါတယ်။ ဒါဆိုရင်ကျွန်တော်တို့မရှာဖွေတော့ပဲစိတ်အေးလက်အေးနေလို့ရပြီလားနေဖွဲ့စည်းတဲ့ကဂျိုးဘူးအားလုံးကိုကျွန်တော်တို့ရှာတွေ့ပြီးပြီလားအဖြေကတော့မဟုတ်ပါဘူးအ ਨੇ ဆုံးတော့ခိုင်လုံတဲ့အကြောင်းပြချက်နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့စာဘေးရဲ့မပြည့်စုံတဲ့လွမ်းခြုံမှုကနေခြံထားခဲ့တဲ့တကားပေါက်လေးပါ Aris ကိုတိုင်တော့နေချက်လန်းအကက်ပတစ်ကနေအလွန်တင်းဆောင်းတဲ့ပတ်လန်းနဲ့လက်ပတ်နေတာမို့နေချက်လန်းရဲ့မျောဖက်ကဒေသတွေမှာအံ့ဩစရာတွေရှိနေနိုင်သေးတယ်လို့မျှော်လင့်နိုင်ပါတယ် ဒုတိယအကြောင်းရင်းကတော့ကျွန်တော်တို့နေရာတိုင်းကိုမရှာဖို့ရသေးလို့ပါ all cloud လို့ခေါ်တဲ့နေရာဒါမှမဟုတ်အနည်းဆုံးတော့သူ့ရဲ့အတွင်းပိုင်းကိုစူးစမ်းရှာဖွေဖို့ကြံနေပါသေးတယ်။အဲ့ဒီနေရာမှာ mass ဒါမှမဟုတ်ကဘာအရွယ်စားရှိတဲ့ဂျူရီရှိနေနိုင်ကြောင်းပြတ်ချက်မှုပုံစံအများပြားကပေါ်ပြနေပါတယ်။ဒါပေမဲ့နေနဲ့အလွန်ဝေးกว่าနေရာကြောင်းဒီလို theory အရရှိနေသေးတဲ့အရာဝတ္ထုတွေဟာလက်ရှိနေပညာတွေနဲ့ရှာဖွေတွေ့ရှိဖို့အလွန်ဝေးกว่าလုံးနေပါတယ်။ ကျွန်တော်တို့စိတ်ရှိရှိနဲ့စောင့်ဆိုင်ရမှာဖြစ်တယ်လို့ brown တွက်ချက်ထားတဲ့30ရာခိုင်နှုန်းဖြစ်နိုင်ချေကိုပဲမျှော်လင့်ရမှာပါ။ဒါဟာအာကာသကနေရောမြေပြင်ကနေပါ James Webb Telescope လို့မျိုးချီလီနိုင်ငံအာတာကာမာသဲကန်နိုင်ရမှာတည်ဆောက်နေတဲ့ ESO ရဲ့39မီတာ telescope ဖြစ်တဲ့အလွန်ကြီးမားတဲ့ telescope extremely large telescope လို့မျိုးနောက်မျိုးဆက် telescope တွေရဲ့စွမ်းအားကုန်သုံးပြီးလှုပ်ဆောင်ရမယ့်အလွန်ခက်ခဲတဲ့တာဝန်တစ်ခုပါ။ 2026ခုနှစ်မှာအသင်းဖြစ်လာမဲ့ကောင်းကင်ကိုအလင်းပမာဏအပေါင်း29မဂနီကျူအထိဓာတ်ပုံရိုက်ကူးနိုင်မဲ့အဲ့ဒီနောက်ဆုံးတယ်လီစကုပ်ကြီးစီကနေပဲကျွန်တော်တို့ကသတင်းကောင်းတွေကိုမျှော်လင့်နိုင်မှာပါ။ဒါကြောင့်စိတ်ရှိရှိထားပြီးနောက်ထပ်နှစ်အနည်းငယ်အတွင်းမှာဘဲဂျိုဘဲဂျိုဘူးတွေကဘလူနီယာမှာပဲပုံနေပုံနေကျွန်တော်တို့လက်ကနေလွတ်မြောက်နိုင်တော့မှာမဟုတ်ပါဘူး။ဒီနေ့တော့တော့တော့ပါပဲ။ကြီးစုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ ီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးကနိုတီခေါင်းဆောင်လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ပြီးဘလို့ဘူးသတ်အကြောင်းအရာတွေကိုထပ်ပြီးသိကျင်သိသိလဲဆိုတာကိုအောက်က comment လေးမှာရေးပေးခဲ့ပါဦး။